ကျွန်မဆွေညီကိုရင်းကြိုခဏကျွန်တော်စသွားပြီပေါ့နော်ကျွန်တော်မနက်ကတော့တစ်ချောက်တောက်တင်းလာဝမ်းကြီးပေါ့နော်နင်းတော်ဝမ်းကြီးတစ်ချောက်ကျွန်တော်ပြောခဲ့ရဘူးဒီညနေတော့ကျွန်တော်ဒီပူရီကိုဆုံးကနေနာမှာအောက်ကွက်ကိုလည်းကျွန်တော်ပြောသွားပေးမှာဖြစ်တယ်လို့ဝမ်းကြီးကိုလည်းကျွန်တော်ပြောသွားပေးမှာဖြစ်တယ်ဇာတိသွားဖို့ကြံတဲ့ဟာကတော့မနက်ကပူရီကိုမှကျွန်တော်ပြောခဲ့ပြီးပြီပေါ့နော်မနက်ကအဲကျွန်တော်တို့ဒီဒါနှစ်ရက်တွင်နှစ်ရက်ပေါ့နော်နှစ်ရက်က နှစ်ကြသွားပြီဆိုရင်ကျွန်တော်တို့၈ကိုလိုက်လို့ရပါတယ်နော်။တုံချံပတိတမလိုက်လို့ရမယ်။၆ကုန်၈ကိုခွေဘူးကျွန်တော်တို့လိုက်လို့ရမှာဖြစ်တော့မွေးကနန်းလည်းကျွန်တော်၆ကောက်ပဲထုတ်ပေးထားပါတယ်။အဲကနန်းကစားတဲ့လူတွေကတော့ဒီညနေမှာကျွန်တော်ပြီးတဲ့ဝမ်းချင်းနဲ့ဥကပ်ပြီးတော့တင်ပြီးတော့ရိုက်ပါတော့။ထိတဲ့ကနန်းပေါ့နော်။ကျွန်တော်ကနန်းနဲ့ညရဲ့ကနန်းတွေကိုတင်ပြီးတော့ရိုက်ရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပေးထားတဲ့အဲ့ဒီနီးတွေတဲကပဲဒီညနေညပြီးတော့ကျွန်တော်ထွက်လိုက်မယ်လို့ယူဆတယ်ပေါ့နော်။အဲ့လိုမျိုးကျွန်တော်ယူဆတယ်ဒီဗီဒီယိုမှာကတော့ကျွန်တော်ပြောသွားပြီးမှာက ီညနေတော့ဒီတန်းပတ်လို့ရမယ်ပတ်ဒီနှလုံးနဲ့ဝမ်းချင်းကိုကျွန်တော်ပြောသွားပြီးမယ်နောက်ထပ်ဩခွက်ကိုလည်းကျွန်တော်တင်ပြီးတော့ကျွန်တော်ဒါရှိုက်ဖို့လို့ဩခွက်ကိုကျွန်တော်ဒါရေးပြီးတော့ပြသွားပြီးမယ်ဘောနောမိတ်ဆွေတွေချိန်နေတတ်တယ်ဆိုလို့ရှိရင်ကစားပါလိုက်ရှယ်လေးနဲ့အများကြီးကျွန်တော် channel လေးကိုလည်းဝင်ရပြီးတော့ကူညီသွားပြီးပါအောင်နော်ကျွန်တော်လည်းဆရာဆရာကြီးတွေလိုမျိုးတော့မဟုတ်ပါဘူးမမတွေပါညာလည်းကျွန်တော်မခေါ်ပါဘူးကျွန်တော်ရတာကျွန်တော်မြင်တာကျွန်တော်တွေ့တာလေးကျွန်တော်အကောင်းဆုံးရှာဖွေပေးတယ်အကုန်လုံးဒါကျွန်တော်ပေါက်စီခြင်းနဲ့ ဗုဒ္ဓဦးတွင်မြတ်သွားပြီဆိုတော့ကျွန်တော်တို့ဒါနားကြပါတော့ကျွန်တော်ဗုဒ္ဓဦးတွင်ကိုလည်းတခြားဆရာကြီးလူမျိုးကျွန်တော်မရောစားပါဘူးเนาะဗုဒ္ဓဦးတွင်ဘာညာဆိုတဲ့ဟာတွေကိုလည်းကျွန်တော်ဒီတိုင်းပဲကျွန်တော် free ပဲချပြပေးနေတာဖြစ်ပါတယ် channel လေးလည်း subscribe လုပ်ထားပြီးတော့ like share လေးနဲ့ကူညီသွားပေးပါကျွန်တော်မှန်မှန်ဘာညာလည်းကျွန်တော်ဘာမှမခေါ်ပါဘူးကျွန်တော်စင်နာရှိရဆိုတဲ့မိတ်ဆွေတွေပေါက်တယ်ဆိုတဲ့မိတ်ဆွေတွေတိတက်တယ်ဆိုတဲ့မိတ်ဆွေတွေကကျွန်တော်ကိုဖုန်းပေးပဲထည့်သွားပေးပါဆိုပြီးကျွန်တော်အမိုင်းတဲ့နံပါတ်တိုင်ရောနံပါတ်လေးတွေကျွန်တော်ချပေးထားပါတယ်เนาะဖုန်းပေးထည့်ပေးလို့ရပါတယ် မထည့်ပေးခြင်းလည်းပြဿနာမရှိပါဘူးကျွန်တော်လည်းကျွန်တော်ဒီဟာကျွန်တော်ရဲ့ professional လုံးမဟုတ်ဘူးခင်ဗျဟုတ်ပြီကျွန်တော်အကောင်းဆုံးရေးချဲ့ပေးထားတာကတော့ဒီညနေအတွက်ပတ်တီးကတော့38ပတ်တီးဖြစ်ပါတယ်38ပတ်တီးကိုမှကျွန်တော်တို့ဒီမဖြစ်မနေရွေးထိုးရမယ်ခန်းလေးတွေကိုလည်းကျွန်တော်စီပြီးတော့ရေးသွားပေးပါမယ်3ထီတာ8ထီတာနဲ့ပဲဒီညနေမှာကစားပေးပါကျွန်တော်ရဲ့ခွေဘူးတွေကဆိုရင်6.8ကိုခွေဘူးသမားတွေအဆင်ပြေမှာဖြစ်တယ်လို့8ပတ်တီးသမားတွေလည်းဒီညနေဒါလာမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော် မနက်ကတော့နှစ်တရီကန်ကြာသွားတာပေါ့နော်။၃ညနေနှစ်ရှိပြီးတော့ကျွန်တော်တင်းနှစ်နှစ်တက်ဆိုပြီးတော့ကျွန်တော်ဒါနှစ်တရီကန်ကြာသွားတယ်။ကျွန်တော်ကတော့အဲဒီ၃ညနေနဲ့၃ငွေလိုင်းနဲ့၈တလုံးပိုင်းနဲ့၈ထိပ်စီဆိုတာကျွန်တော်မိတ်ဆွေတွေသိမှာပေါ့နော်။ကျွန်တော်၃ညနေထွက်ခဲ့တော့မှလည်း၈တလုံးပိုင်း၈ထိပ်စီနဲ့၂၈ဆိုတာဒါအော့ကွက်ပါနော်။နောက်ဆုံးနေ့ကကျွန်တော် message ပို့ပြီးလာယူတဲ့လူတွေကျွန်တော်တိပါတိပါတယ်နော်။ အဲ့တော့ဒီညနေမှာလည်းကျွန်တော်တင်းနေမနက်ကထွက်တာဖြစ်တော့ကျွန်တော်ရှစ်တလုံးမှရှစ်ဒိတ်စီလေးနေပဲရှစ်ပိုင်းနေပဲကျွန်တော်ကတော့ကြိုက်ပါတယ်ပတ်တိကတော့၃ရှစ်ပါမဖြစ်မနေထိုးကိုထိုးရမယ်ခဏန်းလေးကိုကျွန်တော်စီပြီးတော့ရေးပြပါမယ်ထိထိမိမိပောက်ပါစေရပါစေအောင်ပါစေနော်